ကိုင်းတန်းကအင်းတော်မြို့သိမ်းတိုက်ပွဲစီစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုပြီးခဲ့တဲ့မတ်လ15ရက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းပြတ်သွားပြီးလက်နက်54လက်သိမ်းဆီးရရှိခဲ့ပါတယ်။ကတာမြို့ခမာရ309ကနေထွက်လာပြီးအင်းတော်စီစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်းကို KIA KPDF ကတာခရိုင်တပ်ရင်းတဲ့မိုတာတိုက်နယ်ပကဖနဲ့ကတာမြို့နယ်ပကဖပူပေါင်းဖွဲ့ကတိုက်ခိုက်ခဲ့တာလို့ UNG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသက ဒီနေ့မတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်ပါရယ်အင်းတော်မြို့နယ်အဆက်ကတာမြို့နယ်ပင်လွတ်ရွာနာကပဒောင်ကြီးပဒောင်လေးတောင်မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ကြောင်းကိုဘုံမူးလင်းထက်ဦးစီးပြီးခမရ106ခမရ309ခလရ6ပူပေါင်းအင်အား150ခန်းပါရယ်စစ်ကြောင်းမှာ33ဦးသေဆုံးပြီး10ဦးဒဏ်ရာရတဲ့အပြင်32ဦးကိုဖမ်းမိခဲ့တယ်လို့ဖော်ပြထားပါရယ်ဒါအပြင်စစ်ကောင်စီတပ်ရဲ့ MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA15 တလက်အပါအဝင်ခဲရက်နဲ့ဆက်လက်နဲ့ပစ္စည်းတွေကိုသိမ်းဆည်းရရှိတယ်လို့အမတ်တက်စစ်ဒေသကအသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကာကွယ်ရေးရဲဘော်နှစ်ဦးလည်းကြဆုံးခဲ့ကြောင်းထုတ်ပြန်ထားတာပါ။စစ်ကောင်စီတပ်ဟာအဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မတ်လ16ရက်ကစလို့ကတာခမရ309ကိုရဟရင်နဲ့အင်အားဖြစ်နေပါတယ်။မတ်လ16ရက်ကနေမတ်လ20ရက်မနေ့ကအထိ ရဟတ်ရဲ့၅ကြိမ်ဆင်းသက်ခဲ့ပြီးလူနဲ့လက်နက်ခဲယမ်းတွေပို့နေတယ်လို့ကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်။အင်းထော်မြို့သိမ်းတိုက်ပွဲကိုတော်လှန်ရေးတပ်တွေက2024 August 16ရက်ကစလို့တိုက်လိုက်နားလိုက်နဲ့မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးစစ်တပ်ကဂျပန်လှိုင်းကူကုန်းမှာခန်းစစ်အခိုင်အမာတိစောက်ခုခံနေတယ်လို့သိရပါတယ်ရှင်။